မင်္ဂလာပါခင်ဗျဒီတစ်ခါတော့ကျွန်တော်ဗာလေးပြောမလဲဆိုလို့ရှင် Ever 25မှာပါလာတဲ့ feature အသစ်လေးပြောချင်ပါတယ်ခင်ဗျသူကတော့ color လေးတစ်ချမ်းနှိမ့်လေးရုံနဲ့မိတ်ဆွေတို့လိုချင်တဲ့ beat တွေကိုရမှာဖြစ်ပါတယ်သူကတော့ဘလို့လုပ်လဲဆိုရင်သူရှိမှရှိတဲ့ sample တွေနဲ့ beat တွေကိုဖန်တီးပေးမှာဖြစ်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော်ပြမယ်ဆိုလို့ရှင်ကျွန်တော်တို့ channel rank ကိုခေါ်လိုက်ပါတော့နော်ဒီမှာ channel rank ကိုခေါ်လိုက် channel rank ကိုခေါ်ပြီးဒီမှာအန်စာလုံးပုံလေးရှိတယ်နော်အဲ့ဒါလေးကိုကျွန်တော်တို့နှိမ့်လိုက်မယ်အဲ့ဒါဆိုရင်သူကကြာလာလိမ့်မယ်ဗျာနော်ဘာဘာလဲကိုကဘာတီးကျင်တာလဲပေါ့နော်အမကျွန်တော် hip hop ကိုကျွန်တော်ရွေးလိုက်မယ် နော် hip hop ဆို hip hop ဆိုရင်ဒီလိုကြားလာလိမ့်မယ်နော် okay ကျွန်တော်ဖွင့်ကြည့်မယ်ဆိုရင် okay မကြိုက်ဘူးလားမကြိုက်ရင်ရတယ်ဒီမှာ answer တော့ရှိတယ်နော် answer တော့ကိုကျွန်တော်နှိပ်လိုက်နှိပ်လို့ရှိရင်နောက်တစ်မျိုးပြောင်းသွားလိမ့်မယ်နော်အဲ့ဒါကိုမှ เนาะကိုကဒီမှာဒီ step တွေအကုန်လုံးကိုထည့်ပါခြင်းလဲဆိုလို့ရှိရင်လည်းเนาะ generate step for all channel ဆိုတော့ကျွန်တော်နှိမ့်လိုက်โอเคအဲ့တော့ hip hop မဟုတ်ဘူးကျွန်တော်နောက်တစ်ခုတော့စမ်းကြည့်အောင်နော် techno စမ်းကြည့်မယ်နော်ပြီးရင်အန်စာလုံးလေးခောက်ပြီးတော့အန်စာလုံးလှည့်လိုက်မယ်ဘာဘာလိကြာလာမကြည့်အောင် โอเค trap ကိုနောက်တစ်ခေါက်စမ်းကြည့်မယ်โอเคအဲ့လိုလေးရမယ်ဗျအဲ့ဒါကိုမှကိုကဥမာ drum ကိုမချိုက်ဘူးဆိုရင်မှ drum မှာပဲကျွန်တော်တို့ကချိန်လို့ရတယ်နော်အဲလည်း melodies မကြိုက်ဘူးလား melodies မကြိုက်ရင် melody ဆိုကျွန်တော်ဒီမှာပြန်ချိန်လိုက်မယ် နော် okay ကြိုက်တယ်ဆိုလို့ရှိရင်ဒီကောင်းလေးအကုန်လုံးကျွန်တော်တို့က playlist ဆဲကိုအဲ sorry ဟေးပေါ့နော်နောက်ဒီကောင်းလေးအကုန်လုံးကျွန်တော်တို့ playlist ဆဲကိုပို့ချလိုက်လို့ရတယ်ပို့ချလိုက်ပြီးရင်ကိုကြိုက်တယ်လို့ကျွန်တော်တို့ edit ပြန်လုပ်လို့ရမယ်နော်အဲ့ဒါကမှအစမှ drum မထဲဘူးဗျာ ဒါလို့ဟမ်ယောယောယောအစားရှိတဲ့မင်းအဲ့လိုမျိုးလွယ်လွယ်ကူကူခလုတ်လေးတစ်ချံနှိပ်လိုက်ရုံနဲ့တခြင်းတီးလို့ရမှာဖြစ်ပါတယ်ခင်ဗျ Thank you ပါ